ကွယ်လွန်သွားပြီးမှမင်းသမီးလေးခင်ဆယ်ရောင်ရိုက်ကုန်ခဲ့တဲ့ခေတ္တမန်ရုပ်ရှင်စကားယုံတင်ပြသတော့မယ်။ပရိသတ်ကြီးအချစ်ဆောင်လုံမီလို့ရလှုပ်သွားခဲ့တဲ့မင်းသမီးလေးရဲ့နောက်ဆုံးခေတ်ကတော့မလာပါခဲ့ပါဘူးနော်။ပရိသတ်ကြီးတို့အနည်းငယ်လေးပြန်တွေးပြီးရင်စိတ်မကောင်းဖြစ်ခဲ့ကြမယ်လို့ထင်ပါတယ်။ဒါပေမဲ့လည်းကောင်းရဘုံဘဝမှာပျော်ရွှင်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။ဒီတော့မင်းသမီးလေးခင်ဆယ်ရောင်မကွယ်လွန်ကရိုက်ကုန်ခဲ့ရပြီးတော့အချောင်းမျိုးကြောင့်မထုံးလို့တော့ပဲထားထားတဲ့ဒီစကားဟာဒီမှာကွယ်လွန်ပြီးမှထုံးနေပြသပေးတော့မှာဖြစ်ပါတယ်။ ဂီတာမန်းစကောင်ဟာမင်းသမီးလေးခင်စင်တော့ကွယ်လွန်ပြီးတော့ဟောတောင်းလာကြမှာထွက်ရှိလာတာဖြစ်ပါရင်မကြမင်းရုံတင်ပြသပေးမယ်လို့လည်းမီဒီယာတို့ချို့ရဲ့ဖော်ပြခြင်းကိုခံခဲ့ရပါရင်မင်းသမီးလေးခင်စင်တော့မကွယ်လွန်ခဲ့ကသူ့ရဲ့ချစ်တော်ဘုံစရာသာမင်းသမီးလေးကိုထင်လွဲပြီးတော့ထုံးလည်းမပြတော့ဘူးလို့တော့ဒီစကားကိုရန်နာခဲ့တာပါအခုအခါမှာအမန်တရားကဘာလဲဒီပေါ်ကဝန်လေးချင်းထိမ့်ပတ်နေတဲ့ပြန်လဲပြသပေးမှာဖြစ်ပါရင်မေလ23ရက်နေ့2025မှာပထမအောင်ဆုံးလူသိရှင်ကြားလုပ်ပြခဲ့တာဖြစ်ပါရင် ဒီစကောင်းကိုလည်း2024ခုနှစ်နိုဝင်ဘာလမှာတိုက်ကူးခဲ့ပြီးတော့မင်းသမီးခင်ဆယ်ရရဲ့ခန်းဘက်စကောင်းရဲ့ဖြစ်ပါရယ်ဒေတာမန်စကားဟာလည်းပထမအောင်ဆုံးလေးမင်းသမီးခင်ဆယ်ရရဲ့ပွဲဥထက်ခေါင်းဆောင်စကောင်းလေးပဲဖြစ်ပါရယ်ဒီမရဲ့ funding ကတော့ဒီလိုခေါင်းဆောင်များဟိယူခဲ့ပြီးဘောဟောပေါ်ပေါ်တန်တန်တွေကချစ်တန်တဲ့အသက်ပေးရင်ဆိုပြီးမတန်လို့လို့လည်းတက်မှတ်ပြီးတော့ပြောကြပါရယ်နှပြောတသားဖြစ်နေကြပြီးတော့မင်းသမီးလေးရဲ့နာမည်ကိုယ်တိုင်ဟာအသေးဆုံးဝင်မှာပို့ပြီးတော့အောင်မြင်ခဲ့လို့ဆိုလာပါရယ်အေဂျင်စီဘက်ကတော့ဝင်ပြောင်းဝင်တိုင်းဆိုပဲမင်းသမီးလေးမအောင်မြင်ခင်တော့ကသာထုတ်လင်းပြသခဲ့မယ်ဆိုရင် ပြည်ထောင်စုအပိမုန်နဲ့ဒေသဝန်လမ်းကိုရွေးချယ်တော့မှာမဟုတ်ပါဘူးနော်။ဒီလိုဖက်ဖက်ကားနှင်းချခဲ့ပြီးတော့မင်းသမီးလေးကိုဖဲချင်းထားမှာစိတ်ကြကြကအချင်းချင်းဆုံရသွားတာလည်းဖြစ်ပါရဲ့။ခေတာမန်းစကားရင်စာနိုင်စင်းမိတ်ဆက်ပွဲကတော့တောင်ကိုရီးယားနိုင်ငံဆိုမျိုးဆွန်ပါကောလော်ဒီစီနီမာအဝေါ်ထော်မှာမိတ်ဆက်ခင်တာဖြစ်ပါရဲ့။မီလာ၂၀ရက်နေ့ကမင်းသမီးလေးကဆယ်ရယ်ဘီကင်ဖြစ်သူနဲ့အေဂျင်စီမန်နေဂျာကိုပါဖိတ်ကြားခဲ့လို့လည်းဆိုပါရဲ့။မင်းသမီးလေးရဲ့ဘီကင်ကတော့ကျမ်းမာရေးအကြောင်းပြချက်နဲ့မတည့်အောင်နိုင်ခဲ့ဘူးလို့လည်းသိခဲ့ရပါရဲ့။ သူမရဲ့ agency driver နဲ့ warhide driver ကလည်းတက်ရောက်ခဲ့တယ်လို့စီးရီတစ်ခုမှလည်းဖော်ပြခဲ့ပါတယ်။ဂီတာမန်းဆက်ကဟာခက်ခဲကြမ်းတဲ့ဂီတာခီးလမ်းပေါ်မှာအချစ်ကိုရှာဖွေတွေ့ရှိခဲ့ရတယ်။ရန်ကြီးရှင်ဂီတာသမားတို့ရဲ့ဇလန်းကိုဖန်တီးပြီးထတာဖြစ်ပါတယ်။အိမ်မက်နောက်လိုက်ပြီးတော့ဂီတာလမ်းကိုရူးသွစွာဒီဇိုင်းမပတ်လုပ်တဲ့ driver ဇလန်းလေးလေးဖြစ်ပါတယ်။မြေသားဆိုတော့တို့လီဆောင်ဇူးကလည်းဒီစကားရဲမှာအဓိက character ဖြစ်ပြီးတော့ဝေးကျေခက်ခဲရှိနေတဲ့ဂီတာသမားဖြစ်နေကီချူဖြစ်ကနေပေါင်းဝင်တရုပ်ဆောင်ထားတာပါ။မြေသားဟာတဲ့ရွယ်အားဖြင့်ကြီးပြီး နေသမီးလေးနဲ့အတူဦးနဲ့သမီးကာရက်တာပြီးတော့12ဖက်သင်ဥဆောင်ပေးထားတာဖြစ်ပါတယ်။နေသမီးလေးကင်ဆယ်ရောဂါကတော့ကီးဘုတ်သမားပညာရှင်ရောချင်းဖြစ်တဲ့ပါဝင်ထားပြီး ADHD ပုံစံလေးနဲ့ခက်သွက်သွက်ခက်ထန်ထန်ကာမလေးဖြစ်နေမြင်တွေ့ရမှာပဲဖြစ်ပါတယ်။နေသမီးလေးကင်ဆယ်ရောဆုံးမကွန်လတော့ပြီလို့မြုံချင်းနဲ့လောက်ဖြစ်ပေါ်လာခဲ့တော့မထင်မှတ်ပြီပါဘူးနော်။တမရဲ့ဖန်တွေကလည်းတမတည်ဆုံးသွားတာကိုမြုံချင်းနိုင်ဖြစ်မှာဆိုလို့ရန်စုံတရားဇာတိစကားလေးကိုတွေ့နေရပါပါနော်။နေသမီးလေးရဲ့အပြုံးချော်ချော်လေးနဲ့အပြစ်ကင်းပြီးချစ်စရာကောင်းတဲ့အပြစ်ဝင်လေးတွေကိုခံစားရင် မင်းမီခေဆရာတို့တောင်ကောင်းရဘုံဘွားမှာဘဝကူးကောင်းပြီးတော့အချစ်စနဲ့ပြေးနိုင်ပါစီနော်ဒီတာမန်ဆက်သားလေးဟာမေလ30ရက်နေ့ကတရားဝင်ပြသဖို့စီစဉ်ထားခဲ့ပေမယ့်အကြောင်းမျိုးကြောင့်ဇလိုင်းလကုန်ဘဲမှာပြသပြီးတော့မှာပဲဖြစ်ပါတယ်ဒီတော့ပြည်သက်ကြီးခန်းဆက်ပြင်လာတော့ထိမဲရအောင်မင်းမီလေးခေဆရာရဲ့ဂီတာမန်ဆက်ကောင်းလေးကိုပြန်လေးကြည့်ရှုခန်းဆောင်လိုက်ကြအောင်နော်